2025ခုနှစ်ဇွန်လ23ရက်နေ့နဲ့24ရက်နေ့မှာထိုင်းနိုင်ငံတောင်ပိုင်းဖန်ကားခရိုင်တွင်မှရှိတဲ့ပညာရေးနယ်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ကလူငယ်တွေအတွက်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆရာဖြစ်တင်တန်းကိုကျင်းပပြုလုပ်ပေးခဲ့ပါတယ်။အဆိုပါတင်တန်းမှာဒေတာရင်းကမြန်မာရှိပြောင်းလို့သမားလူငယ်တွေစုစုပေါင်း35ရောက်လောက်တင် जा ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ဆရာဖြစ်တင်တန်းတွင်ကဏ္ဍ၄ခုပါဝင်တယ်လို့သိရပြီးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးတင်ယူညွှန်းနှံမှာပါတဲ့စာရီကိုအခြေခံထားပြီးဇီဝမျိုးစုံမျိုးကွဲတွေအကြောင်း ယာတီဥရုပြောင်းလဲခြင်းကြောင့်စွန့်ပြစ်မိုက်စီမံခေါ်ခွဲခြင်းကြောင့်အရဝါဗေဒထိန်းသိမ်းအကြောင်းတွေကိုတင်ကြားပေးခဲ့တယ်လို့သိရပါဗျ။ဆရာဖြစ်တင်နန်းမှာတက်ရောက်ခဲ့တဲ့တင်နန်းသားတစ်ယောက်နဲ့တင်နန်းလူတစ်ယောက်ကိုမေးမြန်းခဲ့ရမှာတော့ကိုတင်ဒါလာတဲတော့တဘွားပါဝကျဘလို့ထိသိရမလဲဘလို့နေမိုက်တွေဘလို့ဆော်ပြရမလဲလို့အဲ့ဒါလေးမျိုးတွေးမိရတွေးမိမိတယ် ကိုလည်းအောင်ငဲ့သားတို့ကိုရဲမောင်နှမတို့ကိုရဲအိနီနာပေါဝင်ချင်းတို့အကိုလိုပြန်လဲဝင်းမြောင်ငါမျိုးပါဆိုရွာတွေအများကြီးရှိတယ်အဲ့ဒီရွာတွေများတာတဘောပါဝကျဲဟောပြပွဲတို့အဲ့လိုမျိုးလာရပြပြစေရှင်အဲ့ဒါအဲ့ဒါမှသူတို့တည်ကြမိုင်းအဲ့လိုမျိုးကိုရဲတဘောပါဝကျဲပါဝကျဲထိသေးကိုထိသေးကိုကွဲပေါတော့ပါဝကျဲပိုးတာတာရလာပါစေကိုအဲ့လိုမျိုးကြက်ပြစ်ရှိတယ် ကျွန်တော်တို့အခုမတိလိုက်ရဟာလေကျွန်တော်ပြရတယ်လေဟိုဟာရတီဦးတို့ဖောက်ပြန်တာဘာဖြစ်လို့ဟိုဟာမိုးရသွန်းတာဘာဖြစ်လို့တဲ့ပဲပြုတ်တည်တာဘာဖြစ်လို့အကောကကျွန်တော်တို့တိလိုက်ရကိုအနည်းဆုံးပြောရမယ်ဆိုကျွန်တော်ကနီးပတ်ဝန်းကျင်မှာတော့ကျွန်တော်တို့တွေပေါ့ဟိုဟာရတီဦးတို့မဖောက်ပြန်တော့ကျွန်တော်တို့တဲ့ပဲစိုက်ရမယ်လူကြီးတွေကျွန်တော်တို့ပြောပြမယ်ကလေးတွေကျွန်တော်တို့လက်စစ်ကန်ပေးမယ်နောက်ကအတွက် ဘောဘဝင်ရင်ထိန်းသိမ်းရေးဆရာဖြစ်တင်တဲ့ပြုလုပ်တာကတော့၄ချိန်မြောက်ရှိပြီဖြစ်ပြီးပထမချိန်ကတော့ကော့ကရဲမှာဒုတိယချိန်ကတော့ရနောင်းမှာတတိယနဲ့စတုတ္ထချိန်ကတော့ဖန်ကားမှာပြုလုပ်ခဲ့လို့သိရပါဗျ။အဆိုပါတင်နန်းမှာတင် जा ပေးနေတဲ့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ဘောဘဝင်ရင်ထိန်းသိမ်းရေးဌာနကတာဝန်ခံကိုဝရံကအခုလိုပြောပါဗျ။ဒီရွှေပြောင်းပေါ့နော်ရွှေပြောင်းအကြောင်းနေရှိတယ်ရွှေပြောင်းအကြောင်းမှာရှိတဲ့ဆရာဆရာမတွေအနေနဲ့ဒီအလွယ်တကူဒီဟာကိုပြန်လဲဒီခလေးတွေကိုပြန်လဲတင် जा ပေးနိုင်ဖို့အတွက်ပေါ့နော် ပြန်လည်တင် जा ပေးနိုင်ဖို့နောက်တစ်ခါကဘယ်လိုမျိုးဒီတင်ယူညှိုးနှမ်းကိုကောင်းကောင်းအတုံးချမလဲဘယ်လိုမျိုးအတဆင့်ကံပြန်တင်ပေးမလဲပေါ့နော်အဲ့ဒါကိုသူတို့အနေနဲ့လွယ်လွယ်ကူကူချောချောမူမူပြန်လည်တင် जा ပေးနိုင်ဖို့အတွက်ကိုရည်ရွယ်တယ်နောက်တစ်ခုကတော့အဒီဆရာဆရာမရင်မဟုတ်သေးဘူးဒီကိုအဒီ data မှာရှိတဲ့ဒီကျွန်တော်တို့ဒါရွှေပြောင်းမြန်မာပေါ့နော်ဒီ community leader တို့ခေါ်တဲ့ဒီကိုရက်ွက် like ဒေတာလိုက်ကလေးဥဆောင်နေတဲ့အဲဆရာဆရာမတွေအဲသူတို့ကိုလည်းကျွန်တော်တို့ကဒီဒီသူတို့မဟုတ်လည်းပြန်ပြီးတော့သူတို့ရက်ွက်သူတို့ရဲ့ဒေတာသူတို့ရဲ့နေရာလေးမှာပြန်ပြီးတော့အာပြန်လဲမျှဝေနိုင်ဖို့အတွက်လည်းဒါကြီးရွယ်တယ်အဲနောက်တစ်ခုကဒီဟာတွေမဟုတ်သေးဘူးပေါ့နော်အဲလူငယ်တွေပေါ့လူငယ်တွေနေနေတာအဲဒီဟာလေးကိုတိုးတက်ပြောင်းလဲလာတဲ့အဲဒီခေရစီချောင်းအရာရယ်နောက်ပြီးတော့ အဲပြောင်းလဲလာတဲ့ဒီတဘာဝပုံဝင်ကျင်တွေကိုသူတို့အနေနဲ့တတိပြုမိအောင်အဲသူတို့အနေနဲ့調査အထောက်နိုင်အောင်အတွက်လည်းအဲသူတို့တွေကိုပြန်လဲအသုံးချနိုင်အောင်အတွက်လည်းဒီဟာလေးကိုတင်တန်းရွေးချက်တစ်ခုအနေနဲ့အဲပါဝင်ပြီးတော့အဲရှင်းဆွဲထားတယ်အဲဆောင်ရွက်ထားခြင်းဖြစ်ပါတယ်အအဓိကတော့ဗောနော်အဲလူငယ်ဆိုတာကဟိုဘယ်လိုခေါ်မလဲသူတို့အနေနဲ့ဒီ ရှင်းဆက်ပြီးတော့အာဒီတဘာပုံမြင်ထိန်းသိမ်းလုပ်ငန်းနေ့မှာသူတို့အနေနဲ့အများကြီးအာတာဝန်ယူဖို့လိုအပ်တယ်အာတာဝန်ကဒါတောင်းဝင်ယူဖို့လိုအပ်တယ်ဆိုတာဒါမဖြစ်မနေပေါ့နော်သူတို့ကိုသူတို့ပုံကြောက်ရောက်လာတာဖြစ်တယ်အဲ့တော့သူတို့အနေနဲ့ဒီတဘာပုံဝင်ကျင်ဆိုင်ဆိုင်နဲ့ဒီအဖြစ်ပြက်တွေပြောင်းလဲမှုတွေအလိလာတင်မှုတွေကအတကယ်ကိုမရှိမဖြစ်လိုအပ်တယ်ပေါ့နော်ဒီလိုသိရှိမများသိလေသူတို့တက်များများ သူတို့ရဲ့ပူပေါင်းပါဝင်မှုအဲဒီအပူပေါင်းပါဝင်မှုရဲ့နောက်တစ်ခုကသူတို့ကိုယ်တိုင်ဥဆောင်တဲ့ကဏ္ဍတွေမှာပေါ့နော်ပို့ပြီးတော့ဆောင်ရွက်နိုင်မှာဖြစ်တယ်အဲ့တော့အဲကျွန်တော်တို့အနေနဲ့ဒီလိုမျိုးလူငယ်တွေကိုအဲတင်နန်းပေးရတာဟာဒီအင်မတန်ကိုပေါ့နော်ဟိုဝမ်းသာဝမ်းသာတယ်အဲနောက်တစ်ခုကလည်းဟိုသူတို့အတွက်လည်းအကျိုးရှိနိုင်မယ်လို့ထင်တယ်သူတို့ဆိုတာထက်ပေါ့နော်အဲသူတို့ရဲ့ပတ်ဝန်းကျင်နောက်တစ်ခါသူတို့ရဲ့ အဲဒီ lifestyle ခုမှာပေါ့နော်အဲတထောင်တနေရအနေနဲ့ပါဝင်မှာပါဝင်နိုင်လိမ့်မယ်ဖြစ်တာတကြောင်မလို့ကျွန်တော်အနေနဲ့ကတော့အားရတယ်ဝမ်းသာမိပါတယ်ပေါ့နော်တင်းနှင်းလေးခုလုံးမှာဆရာဆရာမတွေဒေတာကန်လူလူကောင်းဆောင်တွေဒေတာရင်းကမြန်မာရွှေပြောင်းလူသမားလူငယ်တွေထိုင်းဒေတာကန်တွေအားလုံးပေါင်းလူကြီး130ခန်းလောက်ကိုတဘာဝပဝင်ရင်ထိန်းသိမ်းရေးဆရာဖြစ်တင်နန်းကိုပေးနိုင်ခဲ့တယ်လို့သိရပါတယ်